။ဟနီးပတ်ကြာဆိုတဲ့တရိတ်ဆန်လေးကတော့နေတိုင်းမနှက်ဖြန်တိုင်းမသေးဘူးနေအစ်စ်ရှာဖို့ထထတဲ့တကောင်ပါ။ဒါပေမဲ့အန်အောစရာကောင်းတာကတော့ဘလို့ပဲဖြစ်ဖြစ်တကယ်မသေးဘူး။တခါတလေမှာပြားအုံလေးကိုဓာတ်ရိုက်ဝင်ပြီးတရုံးစားဖို့သွားတယ်။ပြားရထောင်ချီကအများကြီးချိန်တော်လည်းမသေးဘူး။တခါတရံအစ်စ်အနေနဲ့ဩစတြေးလျဥတွေခိုးဖို့သွားတယ်။မိခင်ဩစတြေးကတန်ချီနဲ့လဲတယ်။အဲ့ဒီဩစတြေးလျတကြီးတစ်ချက်နဲ့ပဲဟိုင်းနာတောင်တည်သွားနိုင်တယ်။ဒါပေမဲ့ဟနီးဘက်ကြာကတော့မတည်ဘူး။ တခါတရံမှာလဲဖိလိပ္ပင်ကြီးတွေကိုမလှပဲအံ့ဩခွဲဝင်တိုက်တယ်သူ့ကိုဖိလိပ်ကလဲပြီးခြေတော့အောင်းနေတောင်တေးသွားမယ်ထင်ပေမဲ့မတေးဘူးအဲ့လိုတေးဖို့နီးနီးကဲထွက်လာရင်တောင်မကျေနပ်ဘူးတစ်တော်တော်ဝင်စပားမင်းသူ့ဝင်ငွေအုပ်စုနဲ့တိုက်ခိုက်တယ်တစ်တော်မင်းတောင်သူ့ကိုမလုံနိုင်ဘူးနောက်မှာတော့တရိတ်ဆန်သုံးကောင်နဲ့တိုက်ခိုက်ပြီးမှလဲတနေ့မှာတစ်တော်တဲ့လမ်းလျှောက်နေရင်ရေမြုပ်ခွေးအုပ်စုတစုကမြင်ပြီးကြပြိုင်နဲ့တစ်ဆက်ကောင်လုံးဝင်တိုက်တယ်သူတို့အားလုံးပေါင်းပြီးတက်ဖို့ကြိုးစားပေမဲ့မတေးဘူး စားလာတဲ့အခါမှာတော့အစိပ်ပြင်းတဲ့ပုတ်တင်မော့ကိုစားတယ်။ပုတ်တင်မော့ကရှစ်ချက်ချင်းတော့လည်းမတည်ဘူး။ပြီးတော့အစိပ်ပြင်းတဲ့ငွေတကောင်နဲ့ထိတွေ့တဲ့အခါမှာတော့အန်အောစရာကတော့ငွေကပဲတည်သွားတယ်။ဟနီးပတ်ကြာကမတည်ပဲငွေအစိပ်နဲ့စိတ်ဝင်စားသွားပြီးအိတ်သွားတယ်။နောက်နေ့မနက်ဖြန်မှာတော့ပြန်လည်နှိုးထပြီးတည်ဖို့နေအစ်စ်တစ်ခုထက်ရှာဖို့ထွက်သွားတယ်။